ါပြိုင်နေတဲ့ဒီ Miss Grand မြန်မာပြိုင်နေတဲ့ JK ဆိုလို့ရှိရင်တော့သူအခုခုမှဒါသူရောက်သွားတာပေါ့နော်ရောက်သွားပြီး activity လုပ်နေရလဲအဲရက်တွေအများကြီးမရှိသေးတဲ့အခါကျတော့အဲကျမတို့စောင့်ကြည့်နေသေးပေါ့နော်ဒီခုချိန်မှာတော့သူ့ရဲ့ activity လေးတွေကိုတော့အဲတွေ့သလောက်ရှာပြီးတော့ကြည့်နေတယ်ပေါ့နော်ဆိုတော့မှန်းမို့တော့နည်းနည်းလေးခက်အောင်မဲ့အခြေအနေလေးပေါ့ နေရတာဒါလင်းရောင်ထည်ဝဲတင် business school ရဲ့ဒါတင်တန်းစင်ဘွဲလက်မှတ်ပေးဘွဲခန်းသားပေါ့နော်အဲ့တော့ဒီတင်တန်းမှာကတင်တန်းကျောင်းမှာအမြဲတမ်းတင်တန်းပတ်စင်တိုင်းမှာကျမ personality development training မျိုးကိုအဲ့ဒါဒါတာဝန်ယူထားတဲ့ trainer ဆိုတော့ဒီတင်တန်းသားတွေရဲ့တင်တန်းစင်ဘွဲမှာလာပြီးတော့ဝန်ရံဖြစ်တာပါစာသင်ရတဲ့အတွေ့အကြုံကတော့ဖွဲ့စည်းတစ်ခုနဲ့တစ်ခုအဲပြောင်းလဲသွားတိုင်းမှာကျမလည်းပညာရည်အများကြီးရတယ်ပေါ့နော်အဲ့တော့ဒီမှာလဲကိုအဲတက်ထားနားလေထားတဲ့ဒီ personality development ဘိုင်းကိုလည်း sharing လုပ်ပေးတာရှိသလိုဒီအဲလုပ်ငန်းရှင်တွေ အနေနဲ့ရဲရဲကလာကြတဲ့တင်နန်းသားတင်နန်းသူတွေစီကနေလဲကျွန်မအများကြီးပြန်ပြီးတော့လေးလာခွင့်ရခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်လည်းအရန်ကိုပျော်ရတယ်အရန်လည်းအတိတ်ပဲရှိရတဲ့အချိန်တွေပေါ့နော်ကျွန်တော်ဒီနေ့ဝင်ပါတယ်အစီအစဉ်ဒီနေ့မာကနေပြီးတော့ဒီဆက်ပြီးတော့ကျွန်တော် MCA ဖြစ်ပြီးကြာပါလေကျေးဇူးတင်ပါတယ်။အဓိကကိုတင်တဲ့ဒီ personality development ဆိုတဲ့အပိုင်းအကြတော့ဟိုကိုယ့်ရဲ့ကိုယ်ယူကိုယ်သွေးတိုးတက်လာဖို့အပြင်အခုဒီတင်နန်းကိုလာတက်ကြတဲ့ဒါတင်နန်းသားလုပ်ငန်းရှင်တွေအနေနဲ့လည်းသူတို့လုပ်ငန်းမှာပို့ပြီးတော့အောင်မြင်လာဖို့အဲပေါင်းသင်းဆက်ဆံရေးနဲ့ဒီလုပ်ငန်းနယ်ပယ်တွေမှာအကျင့်ကြံရမယ့်အရာတွေကိုကျွန်မ sharing လုပ်ပေးရတဲ့သူဆိုတော့ကိုကိုတိုင်းလည်းအမြဲတမ်းစင်ဆက်မပြတ်အများကြီးအဲစာတွေ့ရောအဲလက်တွေ့ဘဝမှာအများကြီးလေ့လာပြတ်တယ်အဲ့ဒါပြင်ကိုတင်နန်းသားတွေဆီကလည်းကျွန်မကိုယ်တိုင်းပြန်ပြီးတော့လေ့လာပြတ်တယ်ဒီ င်တန်းတစ်ခုကလေးလာခဲ့တဲ့အရာတွေကိုနောက်ထပ်နေပဲတူတဲ့တင်တန်းတွေမှာကျွန်မပြန်ပြီးအသုံးချရင်းနဲ့ပဲအဲကိုင်းကျုံမီကျွဲကမီရက်တည်နေကြတာပေါ့နော်ဆရာလင်းရောင်ထင်းရဲ့ဒီတင်တန်းမှာဆိုလို့ရှိရင်ဒါအပတ်စဉ်တိုင်းမှာကျွန်မသွားပြီးတော့အဲတာဝန်ယူပေးရတာဖြစ်တဲ့အတွက်နည်းနည်းရက်ရက်ကသူတွေအများရဲ့တကူးတကားကို လာပြီးတော့ကိုအချိန်တွေအများကြီးပေးပြီးတော့ကိုဒီပန်းပညာကိုစူးစမ်းပြီးတော့လေ့လာသင်ယူကြတာတွေတွေ့ရတယ်ပြီးတော့ဒီတင်တန်းတွေမှာလည်းဟို ပန်းပညာရှင်မင်းလင်းတို့ပြောသွားသလိုမျိုးတကယ်ကိုစီးစနစ်နဲ့ theory နဲ့သူရဲ့ logic ပိုင်းကစသေးချသင်တာဆိုတော့ဒီပန်းပညာကိုလေ့လာနေတဲ့သူတွေအတွက်ကတော့တကယ်ကိုစာတွေ့ရောလက်တွေ့ရောအရန်ကိုအဖုံးဖြတ်နိုင်တဲ့ပညာတွေရနိုင်တဲ့ဒါစီးစနစ်ကောင်းတဲ့သင်တန်းတစ်ခုလို့ပြောလို့ရပါတယ်။အလက်တလုံးမှာတော့အဓိကပွဲခန်းသားတွေမှာဖိတ်ခေါ်ရဆိုလို့ရှိရင်ခန်းသားမှုအနေနဲ့တောင်းယူပေးတယ်။ပြီးလို့ရှိရင်တော့ဒါအမျိုးသမီးတွေအတွက်အဲခေါင်းစာချေဆုံးစမှတ်ကြပြီးတော့လှနေဖို့အဲဒီ တို့ရဲ့ဒီ personality development ဘိုင်းအောင်လဲအဲကျွန်မကဒီ buy one training နေ group training လေးတွေလဲလုပ်တယ်အဲ့ဒါပြင်မှာဒီ client နေ customer နေတိုက်ရိုက်အထူးတွေ့ဆက်ဆံရတဲ့လုပ်ငန်းသမားတွေပြီးတော့ဒီ service ဝန်ထမ်းတွေအတွက်လဲဒါ customer service ဘိုင်းနဲ့ personality development ဘိုင်း personal grooming ဘိုင်းတွေကိုကျွန်မအများတန်းသင်တန်းသင်ပေးဖြစ်နေပါတယ်အဓိကကကျွန်မရဲ့ဒီ sharing လုပ်ရတဲ့အပိုင်းကပြောရမယ်ဆိုလို့ရှိရင်အာဒီ powerpoint slide တွေနဲ့တနေ့ကုန် ပြောနေရတဲ့တင်နန်းမျိုးဖြစ်တဲ့အခါကျတော့အဓိကတင်နန်းသားတင်နန်းသူတွေအနေနဲ့ပြင်းသွားမှာအဲ အာယုံတွေပြန့်လွင့်သွားမှာဒါကျမရဲ့နေ့စဉ်စိန်ခေါ်မှုပါပဲအဲ့တော့တို့ရဲ့စိတ်ပါဝင်စားမှုအမြဲတမ်းအဲကြည်နေဆန်းစစ်နေပြီးတော့တို့ကိုဒီတနေ့တာလုံးမှာဘာတွေတို့ရအောင်ယူသွားမလဲဘယ်လိုလေးရအောင်ထည့်ပေးလိုက်ရမလဲဆိုတော့ကိုယ့်ရဲ့နေ့စဉ်စိန်ခေါ်မှုဖြစ်တယ်ပေါ့နော်အဲ့တော့တနေ့တာတင်တန်းပြီးသွားလို့အားလုံးကကျေနပ်ကြတယ်ပျော်ရွှင်ကြတယ်တို့စီကကောင်းတဲ့ feedback လေးတွေပြန်ရတယ်ဆိုလို့ရှိရင်လည်းအဲ့တနေ့တာအတွက်တကယ်ကိုအဖိုးမပြတ်နိုင်တဲ့ပျော်ရွှင်မှုပါအခုကတော့ဒါ2025ခုနှစ်အတွက်ဒါနိုင်ငံကိုစားပြုတ်တွေ ဲထွက်သွားတဲ့သူတွေအခုပြိုင်နေကြတဲ့သူတွေလည်းရှိပြီးအဲလာမယ့်လတွေမှာသွားပြိုင်ကြမဲ့သူတွေလည်းရှိကြတယ်ပေါ့နော်ကိုကလည်းဖဲကျဲကိုချစ်တဲ့လူဆိုတော့အခု အဲနိုင်ငံကိုစားပြုဆက်လွယ်လွဲပြီးတော့ပြိုင်နေကြတဲ့အလှမဲ့လေးအရောက်စီတိုင်းကိုတော့အများတန်းပြိသက်တယောက်အနေနဲ့အပေးဖြစ်ပါတယ်အဲ့တော့အခုဆိုလို့ရှိရင်တော့ဒါ Grand Miss Grand ဆိုလို့ရှိရင်လည်းသွားပြိုင်နေပြီပေါ့နော်အဲသူဆိုလို့ရှိရင်လည်းတက်နိုင်သလားအကောင်းဆုံးသူစူးစမ်းပြီးတော့သူချပြပြီးတော့ရှင်ပြိုင်နေလိမ့်မယ်လို့ယုံကြည်ပါတယ်အခုတွေ့ရသလောက်လည်းသူတော်တော်လေးစူးစမ်းတယ်ပေါ့နော်ဆိုတော့ဟိုအရှင်းနှစ်အရှင်းနှစ်တိတ်မှလည်းဒါ result တွေအများကြီးကောင်းထားတဲ့ Miss Grand ဖြစ်တဲ့အခါကျတော့အဲဒီနှစ်မှလည်း အဲဘလို့များအကောင့်မှုနဲ့ result လေးရလာမလဲပြိတ္တတွေနဲ့အတူတူကျမလည်းမျှော်လင့်မိတယ်ပေါ့နော်အာ national director အပြောင်းလဲတွေနဲ့ပတ်သက်ပြီးတော့တော့ဒါမြန်မာပြည်ရဲ့ဖက်ချက်လောက်ကအများအားလှုပ်လှုပ်ခတ်ခတ်လေးတော့ရှိကြတာပေါ့နော်ပြောင်းသွားတာဖြစ်စေပြောင်းတော့မယ်လို့အတန်ကြားတာဖြစ်စေပေါ့နော်တကယ်တော့လေဒီပွဲတွေမှာအများအားဖြင့်တော့ဒီ national director license ပေးတယ်ဆိုတာတစ်နှစ်ကိုတစ်ခေါက်ပဲအဲဒါ annually စာချုပ်ပြန်ချုပ်ပြီးတော့ပေးတယ်လို့အဲပွဲထော်တော်များများမှာဒီလိုသိထားရတာပေါ့နော်ဆိုတော့ ဒီ National Director တယောက်ဟာနောက်တစ်နှစ်မှာသူမစာချုပ်ထပ်မချုပ်ဘူးဆိုရင်ဒါနောက်နောက်တစ်ယောက်ပြောင်းသွားမှာပဲပေါ့เนาะအဲ့တော့ဟိုအပြောင်းလဲဆိုတာကတကယ်တော့အမြဲတမ်း ရှိနေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ National Director တယောက်ကလည်းဒီ organization နဲ့လက်တွဲတာဟာသူ့ရဲ့ contract အရတစ်နှစ်ပဲဆိုတော့လေအဲ့တော့အပြောင်းလဲတိုင်းမှာလည်းကျမတို့ပိုကောင်းတဲ့ result တွေမျှော်လင့်ကြတာဒါ Pageant Fan ရဲ့သဘာဝဆိုတော့အဲကျမတို့လည်းဒီအပြောင်းလဲမှာအဲပိုကောင်းတဲ့ဒါမှမဟုတ်လည်းဒီအရှိရစံချိန်ကိုမှီတဲ့ result တွေရလာမယ်ဆိုလို့ရှိရင်တော့လေကျမတို့ Pageant Fan တွေအတိုင်းမသိဝမ်းသာရတာပေါ့ဒါပြိုင်နေတဲ့ဒီ Miss Grand မြန်မာပြိုင်နေတဲ့ JK ဆိုလို့ရှိရင်တော့အခုခုမှဒါသူရောက်သွားတာပေါ့ ော့เนาะရောက်သွားပြီ activity လုပ်နေရလဲအဲရက်တွေအများကြီးမရှိသေးတဲ့အခါကျတော့အဲကျမတို့စောင့်ကြည့်နေသေးပေါ့เนาะဒီခုချိန်မှာတော့သူ့ရဲ့ activity လေးတွေကိုတော့အဲတွေ့သလောက်ရှာပြီးတော့တော့ကြည့်နေတယ်ပေါ့เนาะဆိုတော့မှန်းဖို့တော့နည်းနည်းလေးခက်အောင်မဲ့အချိန်ဒီလေးပေါ့ TT driver တယောက်နေနဲ့ national driver တယောက်နေနဲ့လုတ်ဖို့ကတော့ကိုယ့်ရဲ့ plan ထဲမှာမပါဘူးပေါ့เนาะကိုယ့်ရဲ့ life plan ထဲမှာမပါတာပါဘူး ကိုကအကုန်လုံးကိုလှစေခြင်းနဲ့အကောင်းဆုံးဖြစ်စေခြင်းနဲ့အဲ့အတွက်ရသလောက်ပံ့ပိုးပေးခြင်းနဲ့ကိုလှုပ်တက်သလောက်လုံနိုင်သလောက်ပေါ့နော်အဲ့တော့ CD director နဲ့ channel director လုပ်မယ်ဆိုရင်ကကိုယ့်စီမှာလာပြိုင်ကြတဲ့ကလေးတွေအများကြီးတယောက်ကိုရွေးရတာဆိုတော့ကိုကိုရန်ကလည်းဒါရွေးချယ်ခံခဲ့ရတယ်ရွေးချယ်ခြင်းမခံရတဲ့အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့အခါကျတော့ အဲ့လိုခန်းစားချက်မျိုးကိုပြစ်နေမဲ့ကလေးတွေရှိမှသူ့ရွေးတယ်ကိုယ်ရွေးတယ်ဆိုတာမျိုးကြီးကိုမလုံနိုင်ဘောเนาะကိုယ့်ရဲ့စိတ်ကဒါကိုယ့်ရဲ့ပတိ personal ကမလုံနိုင်လို့မလုံဖြစ်တာပါကိုတိုင်ကလည်းဒီအနုပတိဖက်ကြံလောကကိုချစ်တယ်အလှမယ်လေးရဖြစ်ကြည့်မှုလည်းမြန်နိုးတယ်တမိုးထားတယ်အဲ့တော့ကိုကိုတိုင်းကတော့ trainer တယောက်အနေနဲ့ဒီဖဲချန်ရာသီတွေတိုင်းမှာတော့ဖဲချန် trainer အနေနဲ့အဲဒီပြိုင်ကြမယ်အလှမယ်လေးတွေအတွက်ဆင်ရောက်ကနေပံ့ပိုးသူတယောက်ဖြစ်နေတော့ရှိနေဦးမှာပါအဓိကကိုကိုတိုင်းစင်မော်တက်ပြ ိုင်ဖို့အစီအစဉ်မရှိတော့ဘူးနောက်တစ်ခုကအလှမဲ့လေးတွေအแทးကနေဘသူ့ကိုရွေးတယ်ဆိုတော့ National Director City Director တွေလို့ခုအစီအစဉ်မဲမရှိတာပါပံပိုးပေးမဲ့ trainer တယောက်အနေနဲ့တော့ရှိအောင်ပါပါဟုတ်တယ်တကယ်တော့ကျမတို့အလှမဲ့ပြိုင်ပွဲတွေပြိုင်ကြတဲ့အခါမှာအလှမဲ့ရောက်20ရှိမဲ့30ရှိမဲ့ဒါ International ပွဲကြီးတွေမှာဆိုရှင်50တရာအစားရှိတဲ့ပြည့်ရှိကြတယ်ဒါပေမဲ့ ဝင်းနာကတယောက်ပဲထွက်လာခဲ့တာပါအဲ့တော့ဂျန်နဲ့အလှမဲ့လေးတွေက qualify မဖြစ်လို့လားမတော်လို့လားဆိုတော့မဟုတ်ပါဘူးအဓိကပွဲရှင်ရဲ့အကြိုက်နဲ့အလှမဲ့လေးတွေရဲ့ type နဲ့မကိုက်လို့သာဝင်းနာမဖြစ်ခဲ့တာပါအဲ့တော့အလှမဲ့လေးတွေတိုင်းဟာတော်ကြပါတယ်ကျမတို့ပြိုင်ခဲ့ကြတဲ့အဲပြိုင်မဲ့ချင်းချင်းပြိုင်ခဲ့ကြတဲ့ပြိုင်ဝဲဝင်ချင်းချင်းဆိုလို့ရှိရင်လည်းသူတို့မှတော်တဲ့ကောင်းတဲ့ချက်လေးကျမတို့အများအားမြင်နေတွေ့နေရတာပဲဒါပေမဲ့အဓိကပွဲရှင်ကဘလို့သူမျိုးကိုမှ ရွေးချင်တာလဲဘယ်လိုလူမျိုးကိုစိတ်ကူးတဲ့ကသူတို့ရဲ့ representative ဖြစ်သတ်မှတ်ထားလဲမျှော်လင့်ထားလဲဆိုတဲ့အပေါ်မှာကျမတို့ရဲ့ဒီ personality ကျမတို့ရဲ့ type တွေကမကြိုက်တဲ့အခါမှာတော့ဒါ winner မဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ကိုကိုတန်းကဒါရွေးချယ်ရတဲ့ national director တယောက်အနေနဲ့ဖြစ်ခလာမယ်ဆိုလို့ရှိရင်လဲကိုအကြိုက်ဆိုတာရှိအောင်မအောင်ကျမလည်းကျမဦးစားပေးပြီးတော့ကြိုက်တတ်တဲ့ type ဆိုတာရှိတဲ့အခါကျကိုလည်းကို type နဲ့ကြိုက်တဲ့သူကိုဦးစားပေးပြီးတော့ရွေးချင်မှာပဲအဲသူ့မှာအပြစ်ကလေးရှိရင်လဲကျမဖော့ပြီးတော့တွေးမိမှာပဲအဲသူကောင်း င်းတာရှိရင်လေကိုကြိုက်တဲ့ type ဖြစ်နေတော့ပို့ပြီးတော့အမှတ်ပေးချင်တယ်ပေါ့နော်ဒီလိုမျိုးခန်းစားချက်ကတော့ကျွန်မကိုယ်တိုင်လည်းရွေးချယ်သူတယောက်နေနေဆိုရင်ရှိမှာပဲဆိုတော့ ဟိုပြောချင်တာအလှမဲ့လေးတွေအားလုံးပြိုင်ကြတဲ့အခါမှာကိုမျော်လေးနဲ့စုမရခဲ့လို့ရှိရင်လေဒါကိုညံလို့မဟုတ်ပါဘူးကိုရဲ့ type နဲ့ပွဲရှင်ရဲ့အကြိုက်နဲ့မကိုက်လို့ပါလို့အဲ့တော့ဟိုပွဲရှင်ရဲ့အကြိုက် type ကိုပြောင်းပြီးတော့ထပ်ပြီးတော့လေးချိန်ပြီးအကောင်းဆုံးပြန်လာပြိုင်မလားဒါမှမဟုတ်ကိုရဲ့ type မျိုးကြိုက်တတ်တဲ့ပွဲရှင်မျိုးရှာမလားဒါကတော့ကိုတိုင်ဆုံးဖြတ်ကြပါလို့ ုတ်ကဲ့ပါအင်းမြတ်ချေအခုချိန်ထိဒါချစ်ပေးတိမတ်ပြုတ်ပေးကြရတဲ့အဲပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အခုလက်ရှိ2025မှာလည်းသွားပြိုင်နေကြတဲ့နိုင်ငံကိုစားပြီးအလှမဲ့လေးတွေကိုလည်းအဲကျမတို့ချစ်ပေးဖို့ဝန်းရံပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ပရိသတ်တွေရဲ့အားပေးမှုပရိသတ်တွေရဲ့အဲသူတို့အပေါ်အဲမေတ္တာထားပေးမှုတွေကပဲသူတို့ရဲ့ဒီပြိုင်ပွဲမှာအကောင်းဆုံးမောင်းနှင်မဲ့အဲစွမ်းအား energy တွေဖြစ်ပါတယ်လို့ဒါကြောင့်မို့သူတို့ energy ပေးဖို့အတွက်ကျမတို့တွေဘသူပဲသွားပြိုင်ပြိုင်ကျမတို့မြန်မာဆက်လွယ်နဲ့သွားပြိုင်နေတဲ့သူ တိုင်းစင်ပေါ်မှာ confidence ရှိရှိနဲ့ဝင်ဝင်ကြွားကြွားရှင်းပြနိုင်မှုအတွက်ကျမတို့ခွန်အားဖြစ်ပေးကြအောင်လို့ပြောရင်းနဲ့နှုတ်ဆက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်